မြန်မာနွေခရိုနီကနိုဝင်ဘာလေးမြင်ကွယ်ဒေါ်လင်းအင်အားစုတွေရဲ့မဟာဗျူဟာနဲ့စစ်တပ်ရဲ့မဟာဗျူဟာဒေါ်လင်းအင်အားစုတွေလို့ဆိုတဲ့သကကလုံးရဲ့အတိပယ်ကဆီယာနာရှင်စနစ်ဆန့်ကျင်ကြတဲ့တိုင်းသားလက်နက်ကင်တပ်တွေဗမာလူမျိုးအများစုနေတဲ့ဒေသတွေမှာဖွဲ့စည်းလှုပ်ရှားနေကြတဲ့ဆီယာနာသိန်းနာကိုဆန့်ကျင်လျက်ရှိကြတဲ့လက်နက်ကင်အင်အားစုတွေမျိုးသားညီညွတ်ရေးအစိုးရနဲ့လက်နက်ကင်အဖွဲ့မဟုတ်တဲ့တက်ကြွလှုပ်ရှားသူဆီယာနာသိမ်းမှုကိုဆန့်ကျင်ကြတဲ့နိုင်ငံရေးသမားတွေကိုစုလို့တာဖြစ်ပါတယ်။ တလင်းအင်အားစုဆိုတဲ့အခေါ်ဟောကသတင်းမီဒီယာတွေမှာသုံးနှုန်းလေးရှိတဲ့အသုံးအနှုန်းရေဘူးရဆန်တဲ့အသုံးအနှုန်းလို့ဆိုနိုင်ပါတယ်။ဘယ်အဖွဲ့အစည်းကမှဒီစကားလုံးကိုတိတိကျကျအတိတ်ပဲတတ်မှတ်ဖွင့်ဆိုထားတာမရှိပဲသတင်းမီဒီယာတွေနိုင်ငံရေးသုံးသပ်သူတွေကရေဘူးရဆန်ဆန်အားလုံးတိမ်ကြုံခေါ်ဆိုတာလို့ဆိုရင်မှားမယ်မထင်ပါဘူး။ဒီစကလုံးနဲ့ဘယ်အဖွဲ့အစည်းကအကျုံးဝင်ပြီးဘယ်အဖွဲ့အစည်းကအကျုံးဝင်မှုဆိုတာမျိုးသတ်မှတ်ထားတာမရှိပါဘူး။ ကျန်းပြင်းဆိုရရင်2021ခုနှစ်ဆီယနာသဲမီနောက်ကာလတွေမှာစစ်ကောင်စီတက်တဲ့အပြစ်ရဲ့သဘောတူညီမှုယူမထားတဲ့အဖွဲ့ရခိုင်ကရှိခဲ့ရင်နောက်လက်ရှိမှာလိုက်နာကျင့်သုံးခြင်းမရှိတော့တဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့2009ခုနှစ်မှာနေကြောင်ဆောင်တပ်ဖွဲ့ဖြစ်ပြောင်းလဲခဲ့ပြီးအခုထက်ထိကိုလည်းနေကြောင်ဆောင်တပ်ဖွဲ့ဖြစ်ဆက်လက်ရည်တည်နေခြင်းမရှိတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ 2021ခုနှစ်ဆယာနာသိမ်းပြီးနောက်အာနာသိမ်းစစ်တပ်ကိုလက်နက်ကင်ခုခံတော်လှန်ကြဖို့ဖွဲ့စည်းခဲ့တဲ့လက်နက်ကင်တပ်ဖွဲ့တွေအကျုံးဝင်တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။တက်ကရင်ညွန်းတဲ့လက်နက်ကင်တပ်ဖွဲ့တွေပြင်ဆယာနာရှင်စနစ်စန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူနဲ့နိုင်ငံသမားတွေလည်းပါဝင်တယ်လို့ဆိုနိုင်ပါတယ်။တော်လိုင်းအားစုတွေမှာမဟာဗျူဟာချမှတ်ထားတာရှိကြလားဆိုတော့မေကိုမေချင်ရင်တဖွဲ့ချင်းတစုချင်းနေနဲ့မဟာဗျူဟာရှိတဲ့အဖွဲ့တွေရှိနိုင်ပါတယ်။ချုပ်ဖွဲ့စည်းတွေမှာတော့မဟာဗျူဟာချမှတ်နိုင်တဲ့အင်အား သိမြင်ကျွမ်းကျင်မှုမရှိကြတာလည်းရှိနိုင်ပါတယ်။ဒေကြတာကဒေါ်လိန်အားစုတွေအားလုံးစူးစီးဆွေးနွေးပြီးချမှတ်ထားတဲ့မဟာဗျူဟာလိုမျိုးတော့ရှိမနေတာသိကြပါဗါ။ဒေါ်လိန်အင်အားစုတွေအနေနဲ့တစုတစည်းတဲ့အင်အားစုတစ်ခုဖြစ်ဖို့အတွက်တပ်ပေါင်းစုလိုဆိုတဲ့စည်ရေးလှုံ့ဆော်မှုမှာအမိန့်တစ်ခုတဲ့အောက်ကလှုံ့ဆော်မဲ့အင်အားစုအနေထားမျိုးရှိတဲ့။ရှိမှဖြစ်မယ်။မရှိရင်ဆီယနာရှင်ကိုဖြုတ်ချမဲ့လက်နက်ကင်ဒေါ်လိန်ရေးအောင်မြင်ဖို့မလွယ်ကူဘူးလို့ပြောဆိုကြပါမယ်။အာနာသိမ့်မိ9နှစ်နီးပါးရောက်လာချိန်အထိ တပ်ပေါင်းစုဖွဲ့စည်းနိုင်မဲ့လက္ခဏာမမြင်တွေ့ရသေးဘူးလို့ဆိုနိုင်ပါတယ်။တပ်ပေါင်းစုမဖွဲ့နိုင်ရင်တလိန်အင်အားစုတွေအနေနဲ့တခုတည်းသောမဟာဗျူဟာချမှတ်လှုပ်ရှားနိုင်ကြပါမလား။လှုပ်ရှားနိုင်ရလားဆိုတဲ့နောက်ထပ်မေးခွန်းတစ်ခုပေါ်လာပါတယ်။ခုလက်ရှိချိန်ထိတော့တခုတည်းသောမဟာဗျူဟာချမှတ်ထားတာမျိုးလိုက်နာဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ဒိုင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့ဒေသလိုက်တော်၎င်းနှီးစက်မှုရတော်၎င်းနှစ်ဖွဲ့သုံးဖွဲ့ထပ်မံစုဖွဲ့ပြီးစီးရင်မဟာဗျူဟာချမှတ်တာပေါ်ဆောင်တာတွေရှိခဲ့ပါတယ်။ တည်တုံညာနှစ်ခုစစ်စင်ရင်ဟာမြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့လို့ခေါ်ဆိုတဲ့တိုင်းသားလက်နက်ကိုင်သုံးဖွဲ့ပူပေါင်းဖော်ဆောင်တဲ့စီရေးမဟာဗျူဟာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြားသောဒေသတွေမှာတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေချင်းရပူပေါင်းလှုပ်ရှားကြတဲ့တာဒကတွေအများပြားရှိပါတယ်။ထို့ပေမဲ့အချို့သောပူပေါင်းဆောင်ရွက်မှုတွေကဒန်းနူရီတူပူပေါင်းလှုပ်ဆောင်တာမျိုးမဟုတ်တဲ့ရေတို့ပူပေါင်းမှုတွေလို့ဆိုရမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အာနာသိန်းစစ်တပ်ဖက်မှာတော့စစ်တပ်နဲ့၎င်းတို့ရဲ့အုပ်ချုပ်ရေးထောက်လှမ်းရေးရဲစတဲ့လုံခြုံရေးရန်ရားတွေကမိတ်ခုတဲ့အောက်မှာရှိနေတယ်လို့တော်လိုင်းအင်အားစုတွေကိုရင်ဆိုင်ရမှာမဟာဗျူဟာချက်မှတ်ပြီးလှုပ်ဆောင်နေတာတွေ့ရမှာဖြစ်ပါတယ်။သူတို့ကမဟာဗျူဟာချက်ချက်ဆိုရမှာတက်မတော်အမိန့်အတိုင်းဆောင်ရွက်ခြင်းမိမိကိုယ်ကျိုးစီးပွားအတွက်စစ်တပ်ရင်အကာအကွယ်ကိုအပြည့်အဝယူခြင်းအဲ့ဒီစစ်တပ်အကျိုးစီးပွားနဲ့မိမိတကူကောင်အကျိုးစီးပွားကိုတလိုင်းနဲ့ဖြစ်အောင်ထားရှိခြင်းဖြစ်ပါတယ်။ စစ်တပ်ကိုလည်းမထိခိုက်မိမိကိုလည်းမထိခိုက်ဖို့အကျိုးစီးပွားချင်းကြောချင်းကတ်ထားကြတာမို့အတွင်းပြိပခနဲအောင်ထိမ့်သိမ့်နိုင်တယ်လို့ကောက်ချက်ဆွဲရမှာဖြစ်ပါတယ်။တော်လိုင်းအင်အားစုများရဲ့ဖွဲ့စည်းလိုက်အကျိုးစီးပွားတွေရည်မှန်းချက်တွေကချောင်းဖွဲ့စည်းများနဲ့လိုက်သိမရှိတာတွေညင်းပွားကြတာတွေရှိကြသလိုမိမိခြေကုပ်ယူရာဒေသခံတွေနဲ့လည်းအကျိုးစီးပွားရည်မှန်းချက်တွေနဲ့တထက်ထဲမဖြစ်တာတွေကြောင့်တော်လိုင်းရဲ့ကြာရှည်လာတာနဲ့အမျှအတွင်းပြိပခတွေအငင်းပွားမှုတွေဖြစ်ကြပေါ်ပေါက်လာကြတာကိုသတိပြုမိကြတာဖြစ်ပါတယ်။ ဆိုဘာတိုက်ခန့်ဖွဲ့စည်းတွေကစစ်တပ်နဲ့စေအုပ်စုနဲ့ဆိုဘာတိုက်ခန့်ဖွဲ့စည်းတွေကစစ်တပ်နဲ့စေအုပ်စုနဲ့အချိန်မရွေးတလိုင်းနဲ့ဖြစ်အောင်လုပ်ဖို့ကလည်းသမိုင်းအစဉ်လိုက်ရလုံရုံလုံစင်အတွေ့အကြုံရှိခဲ့ကြပြီးဖြစ်တာမို့စေအုပ်စုနဲ့အလိုင်းလုပ်ခြင်းရင်တစ်ဖက်သေးသွားနေခြင်းရင်ငါ့ကိုမတိုက်နဲ့မင်းကိုမတိုက်ဘူးဆိုတဲ့အကျိုးစီးပွားချင်းသဘောတူညီချက်မျိုးရယူထိန်းသိမ်းပေးတာဖြစ်ပါတယ်။အဲ့ဒီမှာပြည်သူလူထုဆိုတဲ့ဒေသခံတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ပေးဖို့စောင့်ရှောက်ပေးဖို့ကိုကြောခိုင်လိုက်ကြခြင်းဖြစ်ပါတယ်။ တော်လင်းအင်အားစုတွေရဲ့အဓိကအောင်မြင်မဟာဗျူဟာဆိုဒီမှာဖွဲ့စည်းအားလုံး၏ဘုံရင်မှန်းချက်ဂျိုးစည်းပွားဆိုတာဒီဒေသခံနဲ့ပတ်ဝန်းကျင်ပြည်သူလူထုရဲ့အဂျိုးစည်းပွားနဲ့ထပ်တူဖြစ်ဖို့ပြည်သူကိုမျက်နှာမူထားဖို့ကဥတည်ရေးလို့သာဆိုရမှာဖြစ်ပါတယ်။အဲ့ဒီလိုမျက်နှာမမူနိုင်ရင်တော့စေအုပ်စုရဲ့ရည်တည်ချက်လို့မိမိတကိုယ်ရဲ့ကောင်းစားရေးနဲ့အာဏာရှင်လက်နက်ရှိသူချင်းချင်းညီညွတ်ရေးဂျိုးစည်းပွားကြောချင်းကရှင်သန်ရေးတာဖြစ်ကြရစ်ပါလိမ့်မယ်ရှင်။